င်္ဂလာပါရှင်မန္တလေးကတက် channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင်ကျမတို့ channel ကနေတော့ဆွေးနွေးတဲ့အများကို channel တစ်ပင်းရစတင်တင်ဆက်ပေးတော့မှာဖြစ်ပါရရှိအပီပီဆိုင်ရာရဇုတရားရုပ်ကမေယာလိုက်ကိုဖန်ရန်ထုတ်ရတဲ့ NUG က ICC တရားရုပ်ရဲ့တရားစီရင်ပိုင်ခွင့်ကိုအတိမတ်ပြုတဲ့အကြေညာချက်ကိုဦးကျော်မိုးချွန်ကတင်ပြလိုက်ကြောင်းသိရပါတယ် အပြည်ပြည်ဆိုင်ရာညာစုတရားရုံး ICC ကမင်းအွန်လိုင်းကိုဖန်ရန်ထုတ်ရေးနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG က ICC တရားရုံးရဲ့မြန်မာနိုင်ငံအတွင်းရာစုမှုများအတွင်းတရားစီရင်ပိုင်ခွင့်ကိုအတိအမှပြုတဲ့ကြေညာချက်ကိုကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးချွတ်ကတင်ပြလိုက်ပါတယ်။ နိုဝင်ဘာလ17ရက်နေ့အချိန်80မြောက်ကုလသမဂ္ဂကျွချွေးညီလာခံမြန်မာစုံကြီးအစည်းအဝေးရဲ့အပီပီဆိုင်ရာရာစွတရားရုပ်ရဲ့အစည်းအဝေးခန်းစားကောင်းစဉ်ဖြင့်ဆွေးနွေးပွဲတိုင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမတ်ကြီးဦးကျော်မွန်ထွန်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါရီ။ ်မြန်မာနိုင်ငံရဲ့အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်အကြံဖက်စစ်တပ်ကမြန်မာပြည်သူများအပေါ်မှာကျွလွန်လာမဲ့ဆိုးရွားလာတဲ့ရာဇဝတ်များကိုကျူးတင်မျှော်လင့်ချတင်တဲ့အနေအရသာပြည်သူများရဲ့အသက်များကယ်တင်ရန်ကာကွယ်ရန်အကြံဖက်စစ်တပ်ရဲ့ ထမံရဆမှုများကိုတာစီနိုင်ရန်ပြည်မှုကျွလန်းခြင်းခံရသည်များအတွေ့တရားများတမှုရရှိစေရန်နှင့်အပြစ်ပေးအရေးယူခြင်းမှကင်းလွတ်နေမှုကိုအဆုံးသတ်ရန်အတွက်မြန်မာနိုင်ငံအတွင်းကျွလန်းတဲ့အရာစုမှုများအပေါ်တရားရုံးရဲ့အစီရင်ပိုင်ခွင့်ကိုအတိအမှတ်ပြုတဲ့ပုံမှန်စနစ်သုံးကြီးညာချက်ကို အပြည်ပြည်ဆိုင်ရာရပ်စုတရားရုံးရဲ့အမှတ်ပုံတင်အရာရှိချမ်းတင်ပြခဲ့ကြောင်းသိရပါသည် အပြည်ပြည်ဆိုင်ရာရသုတရားရုပ်ရဲ့တရားစွဲအရာရှိကကျန်းဖက်စစ်တရဲ့အကောင်အဆောင်မေအွန်လိုင်းအောင်ဖရန်ချိုရဲ့တရားရုပ်တို့လျှောက်ထားခဲ့မှုကြောင့်မြန်မာပြည်သူများအနေဖြင့်မျိုးနစ်ချက်များပြန်လည်မြင့်တက်လာခဲ့ပြီးတနည်းနည်းပါအချိန်ကြာမြင့်လာသည့်အချိန်ထိတရားစွဲအရာရှိရဲ့လျှောက်ထားချက်နဲ့စံနေ၍တိတာထင်ရှားတဲ့တိုးတက်မှုများမရှိသေးကြောင်းပြည်သူများရဲ့စိတ်ပြမှုများမှာပို၍ကြီးမားလာကတရားရုပ်ရဲ့အချိန်မီထိရောက်တဲ့အရေးယူဆောင်ရွက်မှုများလိုအပ်နေကြောင်းသမ္မတကြီးဦးကျော်မွတ်ချွတ်ကထောက်ပြထားပါသည် ယခုအခါအကြံပေးဆိုးဆိုးကအတူရရွှေကောက်ပွဲကိုပြည်လို့၍၎င်းရဲ့ကြီးလေးတဲ့ရာစုမများကိုဖုတ်ကွယ်ရန်၎င်းရဲ့ရာစုမများအတွေ့တာဝန်ခံမှုမှအရှောင်လွှဲရန်၎င်းရဲ့တရားမွေးအနာသိမှုကိုလက်ဖြန့်ကြိုပမ်းနေကြအကျန်းဖဲဆူဆူကအရေးဆက်မှုများဆက်လက်ကျူးလွန်နေခြင်းထိရောက်တဲ့နေမြေထိချုံမှုမရှိခြင်းနိုင်ငံကောင်ဆောင်များကိုဥရိမဲ့ဆက်လက်ဖန်စီချုံနှောင်ထားခြင်းလူခွင့်ရချုပ်ဖောက်မှုများကိုကြက်ကြက်ပြက်ပြက်နဲ့ဆွေးနွေးကြကျူးလွန်ရရှိနေကြောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ပြတ်သုံးနေခြင်းပြည်သူလူထုရဲ့တရင်အချက်နဲ့ရရှိနိုင်မှုအခွင့်အရေးကိုဆူဆူရရကတ်တထားခြင်းပြည်သူများပေါ်ချစ်ချမှုများသုံးမြင့်ခြင်းပြည်သူများအနေဖြင့်အမြဲတစေကြောက်ရွံ့မှုနဲ့အကြံတော်နေထိုင်ရတဲ့အရှိနေခြင်းအဆရှိတဲ့အခြေအနေများအောက်တွင်အကြံဖက်ဆူဆူကစစ်စစ်နေတဲ့ရွေးကောက်ပွဲတွင်အတူရောက်နေလေလဲမှုသာဖြစ်မီဖြစ်ကြောင်းထို့တော်သောရွေးကောက်ပွဲတွင်မိတဲ့အခါမှလွတ်လပ်၍တရားမျှတပြီးအလုံးပောင်းရတဲ့ရွေးကောက်ပွဲဖြစ်လာမှာမဟုတ်ကြောင်းသိရပါသည် တရားမဝင်အနာသိဆဆူကဆစ်စနေတဲ့အတူရရွှေကောက်ဘက်ကိုပြက်ပြက်တတပယ်ချရန်တတ်တွန်ပါကြောင်းနဲ့အပြီးပြီးဆိုင်ရညာစုတရားရုံနေပြင်အကျံဖက်စင်ရစုတမြောင်းလိုက်အောင် parental ရန်ဆုံးဖြတ်ချက်အားချက်ချင်းချမှတ်ရန်လိုအပ်နေပြီဖြစ်ကြောင်းတမကြီးဦးကျော်မိုးထွန်းကဆွထားပါတယ်မြန်မာနိုင်ငံတွင်အကျံဖက်ဆဆူတီမြန်မာပြည်သူများအပေါ်မှာဆေးရစုများနဲ့အမှုသားမျိုးတွေအပေါ်ကျွနေတဲ့ရစုမှုအဆင့်ရှိကြီးလေးတဲ့ရစုများကိုဆက်လက်ကျွနေရရှိပါကြောင်းအကျံဖက်ဆဆူရဲ့အဆိုပါရစုများနဲ့ဆက်နေ၍ ခံပါရတဲ့တည်အထောက်ထားများနဲ့အချက်လက်များကိုလည်းကုလသမဂ္ဂရဲ့အစည်းအဝေးခန်းစာအတီးတီးတွင်လည်းအတိအလင်းဖော်ပြထားကြောင်းတမန်ကြီးအဆိုထားပါရယ်မြန်မာနိုင်ငံဆိုင်ရာလွှတ်လပ်သောစုံစမ်းစစ်ဆေးရည်ရည်ရ2025ခုနှစ်နိပတ်လည်အစည်းအဝေးခန်းစာတွင်အကြံပေးစစ်တပ်တွင်ချင်းကချင်းကရနီကရကရင်ရခိုင်ရှမ်းစကိုင်းနဲ့မကွေးတိုင်းဒေသကြီးများ၌အရသာဒေသနေပြည်သူများအပေါ်ခွဲခြားမှုမရှိလေကြောင်းနဲ့လက်လက်ကြီး တိုက်ခိုက်မှုများစနစ်တကျမြန်ပန်နေဆက်မှုများလိမ့်ပိုင်းဆိုင်ရာကြက်ဖက်မှုများနဲ့ကလေးတငယ်များအပေါ်မှာအယတာထောက်ပေါများစွာကိုဥပရိမဲ့ဖန်စီချွနှမှုများအပါအဝင်အယတာပီကများအပေါ်ကြက်ကြက်ပြက်ပြက်နဲ့စနစ်တကျဆေးရစမှုနဲ့လူသားမျိုးနဲ့အပေါ်ကျူးလွန်နေတဲ့အရာစုများကျူးလွန်ခက်ချဲကိုဖော်ပြထားရှိပါကြောင်း၎င်းတင်ပြထားဖြစ်ပါရယ် ကိုလာသမဂါရဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်အခွင့်အရေးအထူးစီရင်ခံစာတင်တွင်တူရဲ့အနောက်ဆုံးတင်တွင်ခဲ့တဲ့အစီရင်ခံစာတွင်လည်းအကြံဖက်ဆွေအုပ်စုရဲ့ဆက်လက်ဖိနစ်မှုများနဲ့လူသားချင်းစာနာမှုဆိုင်ရာအကျက်တများကိုလက်နက်တပွဲအုံချရင်းအထူးရောက်ရွေးကောက်ပွဲများကနေတဆင့်တရားဝင်မှုကိုဖန်တီးရန်ကြိုးပမ်းမှုများကိုလက်မှတ်ကြီးကထမထောက်ပြချပါတယ်တရားမွေအာနာသိရင်ကျုပ်ပတ်မှုဖြစ်ပေါ်ခဲ့ပြီးရင်တော့လင်းလီကျော်ကလအတွင်းအကျန်းဖက်စစ်တပ်ကြီးအရက်ဖက်စစ်ဖက်ခွဲခြားမှုရှိတဲ့၄ချောင်းတိုက်ခတ်မှုပေါင်း 3944ကျိတ်ပြုတ်လုခဲ့ပြီးလူပေါင်း4135ဦးသေဆုံးခဲ့ကစားတဲ့ကြောင်းစီယုံစီခဲတဲ့အပါရရဲ့အဆောက်အအုံပေါင်း1000ကျော်အပဝင်ပုဂ္ဂလိကပိုင်းနဲ့ပစ္စည်းစုစုပေါင်းတရင်းကျော်ပျက်စီးခဲ့ရကြောင်းအမျိုးသမီးခလေးငယ်များနဲ့ခလေးတငယ်များအပဝင်အရသာ4963အသက်ဆုံးရှုံးခဲ့ရတဲ့အစုလိုက်အပြုတ်လိုက်တပ်ဖြတ်မှုပေါင်း452ကျိတ်ထိကျူးလွန်ခဲ့ကြောင်းတမ္မကြီးကဆက်လက်တင်ပြထားပါတယ် အကျန်းဖဆုပ်စုရဲ့ရက်ဆက်ကြံကြမှုများကြောင့်တန်းနဲ့ချီတဲ့ပြည်သူများနေရာဆွတ်ခွာထွက်ပြေးနေကြရပြီးနေထိုင်ရာအတိုင်းအမျိုးများပြက်စီးခဲ့ရပါကြောင်းအဆိုပါဖြစ်ရများသည့်ပြည်သူများအပေါ်ဖြက်စီးမှုများဖြင့်ကြောက်ရွံ့ကဖိနှိပ်ချုပ်ကန်ရန်ရည်ရွယ်ချက်ရှိရှိဖြင့်စနစ်တကျဆောင်ရွက်လျက်ရှိသည့်အကျန်းဖဆုပ်ရဲ့မူဝါဒပင်ဖြစ်ပါကြောင်းရက်ဆက်ကြံကြမှုရဲ့များကိုခံစားနေရတဲ့တန်းနဲ့ချီတဲ့ပြည်သူများတွင်တရားရုံးရဲ့အချိန်မီထိရောက်တဲ့အရေးယူဆောင်ရွက်မှုများကြီးမဖြစ်မနေလိုအပ်လျက်ရှိပါကြောင်း မြန်မာပြည်သူများအထူးသဖြင့်အကြံဖက်ဆုပ်စုရဲ့အရာစုမှုကျွလွန်ခြင်းကိုခံစားရသူများ၎င်းရဲ့မိသားစုဝင်များအနေဖြင့်တရားမျှတမှုခံစားပိုင်ခွင့်ရှိပါကြောင်းအရာစုမှုကျွလွန်သူများအနေဖြင့်၎င်းရဲ့ကျွလွန်ခဲ့တဲ့အရာစုများအတွေ့တာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြစ်ကြောင်းချုပ်ပြင်းမြန်မာပြည်သူများအတွေ့အချိန်ဒီအမှန်တကယ်ပင်အရေးကြီးဆုံးတမ္မကြီးကနိုင်ငံတကာသို့အသိပေးကြေညာထားကြောင်းသိရှိရပါသည် ဆက်လက်ပြီးတော့တနင်္သာရီမြို့နယ်မောတောင်မြို့တွင်စစ်တပ်နဲ့ကြောင်ရဲတပ်များတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးမြို့လုံးကျွတ်ခြောက်နေချီတဲ့ပြည်သူများထိုင်းမြန်မာနယ်စပ်သို့ထွက်ပြေးသိမ်းရှောင်နေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါသည်တနင်္သာရီတိုင်းမောတောင်မြို့တွင်စစ်တပ်နဲ့ကြောင်ရဲတပ်များတိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီးမြို့လုံးကျွတ်ခြောက်နေချီတဲ့ပြည်သူများထိုင်းမြန်မာနယ်စပ်သို့ထွက်ပြေးသိမ်းရှောင်နေရကြောင်းဒေတာနေပြည်သူများကရန်ခင်တရင်ဌာနချုပ်ပြောဆိုထားပါတယ် နိုယင်မလာ30နေမှာစတင်၍မော်တော်မျိုးဖက်သို့စစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ခြင်းစစ်တောင်းချုံရှင်များလှုပ်ဆောင်လာနေကြောင်း KNU ဦးဆောင်ဒေါက်တာနေတက်များကလည်းစစ်တပ်ကိုပြန်လည်ခုခံတိုက်ခိုက်ခဲ့ရကနေတပ်ဖွဲ့များအပြင်းထန်ဖြစ်ပေါ်ခဲ့ကြောင်းနိုယင်မလာ12ရက်နေ့နိုယင်မလာ17ရက်နေ့အထိမော်တော်မျိုးပေါ်ချီတပ်ဖွဲ့များဖြစ်ပေါ်နေကြောင်းမော်တော်မျိုးမှမြို့လိုကျပ်ပြည်သူများမှထားမြန်မာနေဆက်ထားအနံပံများစောက်ကြက်ထားတဲ့ ဒန်စီခွန်ကဲအနည်းတို့စစ်ဘေးရှောင်နေရကြတရားပါတယ်။ပိုက်ပွဲတွေကနိုဝင်ဘာလ10ရက်နေ့စဖြစ်တာပါ။နိုဝင်ဘာလ17ရက်နေ့မှာအပြင်းထန်ဖြစ်ပါတယ်။နိုဝင်ဘာလ12ရက်နေ့မှာလည်းဖြစ်နေတော့မှာပဲ။ဒီမနေ့6နိုင်ကစပြီးခလျ124နိုင်နေပြီးတော့လက်နေကြီးတွေတောက်လျှောက်ထူနေပါတယ်။ပီတူတွေပြေးနေရတော့မှာပဲ။စစ်တကစစ်ဘေးရှောင်ပီတူတွေချက်ကမြူတာရဲ့ကိုပေါ်လာဆွဲနေတဲ့နေဆက်နာအထိစစ်တကပေါ်တာလာဆွဲလို့အခုတော့ထိုင်းဖက်ကန်ကိတ်ကိုနည်းနည်းဟပ်ပြီးပြီးလိုအပ်တာတွေအကုန်ကူပေးနေပါတယ်။ မြို့လိုကျွတ်ချောင်းနေရတာပါအကုန်ပြေးရတယ်လို့စစ်ပေးရှောင်းပြည်သူတို့ကပြောဆိုထားပါတယ်။ယနေ့နေ့နဲ့ပိုင်းတွေလည်းမော်တော်မြို့ပေါ်နဲ့အနီးပတ်ဝန်းကျင်တွေလက်နေကြီးနဲ့လက်နေငယ်များအပြန်အလှန်ပြစ်ခတ်မှုများဖြစ်ပေါ်နေကြောင်းစစ်ပေးရှောင်းပြည်သူများမှာစားနပ်ရိခာအနှွေးထက်နဲ့ဆေးဝါးများလိုအပ်လျက်ရှိနေကြောင်းသိရှိရပါတယ်။ KNU ရဲ့ထုတ်ပြန်ချက်အရ လွေယမလာ30နှစ်ကနေစပြီးမော်တော်နဲ့ဆက်ရှိအနာသိကျန်ဘက်ဒစ်တက်ခန့်ရဲ့လက်နေကြီးပြခတ်မှုကြောင့်ဒီတက်ခန့်များယခုအချိန်ထိထွက်ပြေးသိမ်းရှောင်နေရကြောင်းအနာသိအကျန်ဘက်စတက၎င်းတို့အနာဆက်အတီမျက်နှာရဲ့အကျွဲ၎င်းတို့အုတ်ချုံရနေမြများတွင်အတူရောင်ရေကောက်ပွဲကိုအတင်းအနမပြေလို့ရအထူးတူပန်းလေးအရှိပါကြောင်း၎င်းတို့လက်လွဆုံးရှုံးခဲ့ရတဲ့နေမြများဖြစ်တဲ့ KNU မြေချုပ်ဝဲခရိုင်အုတ်ချုံရဒေတာများအတွင်ရှိဒီသူလူထုများအားအကြောက်တရားဖြစ်ပေါ်စေရန်ရည်ရွယ်ချက်ရှိရှိလေးကြောင်းမှအပုံကျက်တခဲခဲချင်းလက်နေကြီးပြခတ်ခဲချင်းများမှတ်ကြ ာခဏပြုလုပ်ရရှိနေကြောင်းသိရှိရပါတယ်။အဘိနာဆမှုအတွေ့အချို့ပဲကျဆွတင်ရှိပါတယ်ရှင်။